မင်္ဂလာပါခင်ဗျာ RFA ရုပ်သံအစီအစဉ်ကကြိုဆိုပါရစေကျွန်တော်ဝင်းနိုင်ပါမင်္ဂလာပါကျွန်တော်ကတော့နေရင်ကျော်ပါကျွန်တော်တို့ခု RFA ရုပ်သံအစီအစဉ်တွေစနေပါပြီခင်ဗျာဒီကနေ့အစီအစဉ်တွေထဲမှာသတင်းတွေကိုပထမအဦးဆုံးတင်ပြသွားမှာဖြစ်ပါတယ်သတင်းတွေထဲမှာတော့မြန်မာအစိုးရလူငင်းချမ်းသာခွင့်မှာထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားအများအပြားလွတ်မြောက်လာတဲ့သတင်းအစိုးရကចောင်းသားတက်မတော် ABSDF ကိုအပြစ်ခတ်ရက်စဲဆွေးနွေးဖို့ကမ်းလှမ်းတဲ့သတင်း အမေရိကန်လွှတ်တော်အမတ်နဲ့ဒေါအောင်ဆန်းစုကြည်တွေ့ဆုံတဲ့သတင်းစတဲ့ထူးခြားတဲ့သတင်းတွေကို တင်ပြပေးသွားမှာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဲ့ဒီသတင်းတွေအပြီးမှာတော့ကျွန်တော်တို့သတင်းသုံးသပ်ချက်တွေကိုဇက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ခင်ဗျာဇန်နဝါရီလ12ရက်နေ့လူငင်းချမ်းသာခွင့်ကြေညာချက်အရဒီကနေ့လွမြောက်လာသူတွေထဲမှာ88ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ကိုမင်းကိုနိုင်ကိုကိုကြီးကိုထင်းကျွယ်မနီလာသိန်းနဲ့ကိုချင်းမီစသည်တွေပါဝင်တယ်လို့တိုင်းရင်းသားခေါင်းဆောင်တွေကဆိုရင်ရှမ်းတိုင်းရင်းသားခေါင်းဆောင်ဥခွန်ထွန်းဦးစိုင်းညွန့်လင်တို့လည်းပါဝင်ပါတယ် 2009ခုနှစ်ရှူဝါယောင်တန်ကလှုပ်ရှားမှုခေါင်းဆောင်အရှင်ကံဘီကလည်းလွမြောက်လာပြီဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်စစ်တောက်လိုင်းအကြီးအကဲဗိုလ်ချုပ်ကြီးအောင်ခင်ညွန့်လည်းလွမြောက်လာပါတယ်။ကိုမင်းကိုနိုင်ကထောင်ထဲမှာအနည်း20နေခဲ့ရသူတယောက်အနေနဲ့အချင်းတော်နဲ့ကိုနောက်တစ်ကြိမ်ပြန်လည်သွားလို့ခြင်းမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ပြည်သူတွေအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်နောက်ထပ်အနည်း20ထပ်မံအချင်းကြခံဖို့အစင်သင့်ပါပဲလို့ထောင်ကထွက်လာပြီးအောင်လံမျိုးအရောက်မှာပြည်သူလူထုကိုပြောလိုက်ပါတယ်။ကိုကိုကြီးကလည်းအချင်းတော်နေတဲ့က ပြန်လည်လွတ်မြောက်လာတဲ့88မျိုးဆက်တွေနဲ့တိုင်ပင်ပြီးရှေ့ဆရာမဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးမယ်လို့ပြောပါတယ်။ရှိုင်းတိုင်းသားကောင်းဆောင်ဥက္ကွန်ထွန်းဦးကသူတို့နိုင်ငံရေးကျင်းသားတွေလွတ်ရောက်လာမှုအတွက်ကြိုဆိုကြောင်းနဲ့မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းမျိုးကိုဥတည်နေတယ်လို့သူအနေနဲ့ယူဆကြောင်းပြောပါတယ်ခင်ဗျာ။ဒီကနေ့လွတ်လာသူတူဖြစ်တဲ့စစ်ထောက်လိုင်းရဲ့အကြီးအကဲတောင်ယူခဲ့တဲ့ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကတော့လက်ရှိအစိုးရနဲ့ဒေါအောင်ဆန်းစုကြည်ကြားတွေ့ဆုံဆွေးနွေးမှုတွေကိုကြိုဆိုကြောင်း နိုင်ငံတကာကလည်းမြန်မာနိုင်ငံကိုအာရုံစိုက်ကူညီနေတာတွေဟာကောင်းမွန်တဲ့လက္ခဏာဖြစ်ကြောင်းသူကိုယ်တိုင်ကတော့မြန်မာနိုင်ငံရေးမှာပါဝင်တော့မှာမဟုတ်ကြောင်းပြောပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအစိုးရနေပြီးတော့အခုလိုမျိုးနိုင်ငံရေးအကျဉ်းသားတွေအများအများကိုလှုပ်ပေးလိုက်တာကိုကြိုဆိုတယ်လို့ရှမ်းပြည်တပ်မတော် SSC တောင်ပိုင်းကလည်းဇန်နဝါရီလ13ရက်နေ့ကနေပြီးတော့ကြေညာချက်ထုတ်ပြန်ပါတယ်အဲ့ဒီကြေညာချက်ထဲမှာတနင်္ဂနွေလုံးထာဝရငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ဖို့အတွက်ကိုလည်းသမရဦးသိန်းစင်အစိုးရကိုတိုက်တွန်းထားပါတယ်တစ်ချိန်တည်းမှာပဲမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌကိုမျိုးဝင်းကသူတို့အဖွဲ့နဲ့အပြစ်ခတ်ရဆဲဆွေးနွေးဖို့အတွက်အစိုးရဘက်ကနေစာနယ်ရောလူနယ်ပါဆက်သွယ်လာတယ်လို့ဇန်နဝါရီလ17ရက်နေ့ကပြောပါတယ်။အဲ့ဒီအတွက်သူတို့အဖွဲ့ခေါင်းဆောင်ပိုင်းဆွေးနွေးပွဲမှာမကြခင်ပြုတ်လုပ်ပြီးအစိုးရကကန့်လန့်ထားတာကိုလည်းတုံ့ပြန်သွားမယ်လို့ဆိုပါတယ်။ဒီကစားပေါ်မှာကျွန်တော်တို့လည်းပြည်သူ့ဘောဆာပြီးရောပြန်လည်ပြီးရောတုံ့ပြန်နိုင်ဖို့အတွက်ဒီဆောင်ရွက်နေဖို့အတွက်ကျွန်တော်ကျွန်တော်ဖွဲ့စည်းပြီးမှဇနေ့ကျပြည့်စင်ဆောင်ရွက်ပွားဖို့လုပ်တယ်။ဒီလိုမျိုးဆိုတာပဲ ကျွန်တော်တို့တကွာရှိနေတဲ့မာမေဖွဲ့စည်းနေတဲ့ညီနဲ့တက်ပြီးကျွန်တော်ဆိုင်ရသွားလို့လည်းကျွန်တော် ABS တခုတည်းပုံစံတခုတည်းအကျိုးစီးပွားမှာအခြေခံရကျွန်တော်ဆွေးနွေးဆောင်ရသွားမှာမဟုတ်ပါဘူးကျွန်တော်ရန်လာလည်းပြည်သူလူထုဆန္ဒဘလော့ဒီဖော့ဆောင်နိုင်မလဲဆိုတဲ့ပုံမှာပဲအခြေခံတိုက်တန်းမှာပါခုချိန်မှာတော့ ABSDM အဖွဲ့ဝင်တော်တော်များများဟာနိုင်ငံအနှံ့ပြားမှာရောက်ရှိနေတဲ့အတွက်သူတို့နဲ့လည်းတိုင်ပင်ပြီးအကြံဉာဏ်တွေရယူသွားမယ်လို့ပြောပါတယ်ဒီကနေ့မှာပဲမြန်မာအစိုးရနဲ့ကရင်အမျိုးသားအစည်းအရုံး KNU တို့ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပနာမသဘောတူလက်မှတ်ရေးထိုးပြီးဖြစ်တဲ့အတွက် အစိုးရတပ်တွေအနေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေရပ်ဆိုင်းထားဖို့ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုဇန်နဝါရီလ17ရက်နေ့ရက်စွဲနဲ့ညွှန်ကြားလိုက်တယ်လို့ရန်ကုန်မီဒီယာ group ကသတင်းရေးသားထားပါတယ်ခင်ဗျာဦးသိန်းစိန်စုရရဲ့စတုဒ္ဒအကြိမ်မြောက်လူငင်းချမ်းသာခွင့်မှာ88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေနဲ့တိုင်းရင်းသားခေါင်းဆောင်တွေပါဝင်နိုင်ငံရေးအကျဉ်းသားတွေအများအပြားပါဝင်လာတဲ့အပေါ်နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကကြိုဆိုလိုက်ကြပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေအားလုံးလှုပ်ပေးရေးဟာ နိုင်ငံတကာအတိုင်းအဝန်းကနှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့ကိစ္စဖြစ်ကြောင်းနိုင်ငံရေးကြီးသားတွေအခုလိုလှုပ်ပေးမှုဟာမြန်မာအစိုးရအနေနဲ့ဂရုပြုထားတဲ့အတိုင်းပြုပြင်ပြောင်းလဲရေးတစ်ခုကိုထပ်မံဆောင်ရွက်လိုက်တာဖြစ်ကြောင်းပြည်ထောင်နိုင်ငံရေးဝန်ကြီးဝီလျံဟေ့ကပြောပါတယ် AI လို့ခေါ်တဲ့အပြည့်အစုံရလူချင်းချမ်းသာကင်းအဖွဲ့ကြီးကလည်းမြန်မာအစိုးရရဲ့လိုရဟာကြီးမားတဲ့ခြေလှမ်းဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်ပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျအကျဉ်းအောင်ဒီဒီမှာနောက်ထပ်ကြံနေသေးတဲ့နိုင်ငံရေးကျင်းသားတွေကိုထပ်မံလှုပ်ပေးဖို့လိုအပ်ကြောင်းကိုလည်း AI ဖွဲ့ကတိုက်တွန်းလိုက်ပါတယ်။ အလားတူပြင်သစ်ခြေဆိုင် RSF နေစည်းမခြားသတင်းတောက်များအဖွဲ့ကလည်းဒီကနေ့လူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူတွေထဲမှာအင်တာနက်ဘလော့ဂါသမားကိုနေဘုံလတ်နဲ့တကွ DPP Democratic မြမအတန်သတင်းတောက်တွေဖြစ်ကြတဲ့မလလာဝင်းကိုစီသူဇေယျနဲ့ဖခင်ဖြစ်သူဦးဇေယျကိုနွယ်စိုးလင်းကိုဝင်းမော်တို့အပြင်စာနယ်ဇင်းသမားကိုဇော်သက်ထွေးနဲ့ကိုတန့်စင်အောင်တို့ပါဝင်တဲ့အတွက်ကြိုဆိုကြောင်းသတင်းထုတ်ပြန်ပါတယ်ခင်ဗျာဒီချိန်ထဲမှာပဲ New York မြို့အခြေစိုက် HRW လူ အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်းနိုင်ငံရေးကျင်းသားတွေပြန်လည်ပေးမှုပေါ်ကြိုးဆိုပေးမယ်။တခြားကြံနေသေးတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုပါချွင်းချက်မရှိအ мян ဆုံးလွှတ်ပေးဖို့လိုအပ်ကြောင်းကြေညာချက်တည်းထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ဇန်နဝါရီလ13ရက်နေ့မနေ့17ရက်နေ့လောက်ကတော့မြန်မာနိုင်ငံကိုခေတ္တရောက်နေတဲ့ American Outlook တော်အမတ် Mr. Joseph Crowley ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုတက္ကသိုလ်ရိပ်သာလမ်းမှာသွားပြီးတော့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲပြီးသတင်းတောက်တွေကလူငင်းချမ်းသာခွင့်ပေါ်အမြင် နဲ့ဒေါ်ဆန်းစုကြည်ကိုမေးတဲ့အခါမှာတော့ကျမပြောထားတာပဲထွက်လာမှာပါလို့သတင်းတော့တွေကိုဒေါ်ဆန်းစုကြည်ကပြန်ပြီးဖြေကြားခဲ့တယ်လို့ပြည်တွင်းအခြေစိုက်ရွှေမြင့်မခမီဒီယာကလည်းရေးပါတယ်မစ္စတာခရော်လီဟာယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့နိုင်ငံရေးကျင်းသားမိသားစုဝင်တွေနောက်တစ်ခါ88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေရှမ်းတိုင်းသားခေါင်းဆောင်တွေအပါအဝင်တခြားလူမှုအဖွဲ့အစည်းတွေနဲ့လည်းတွေ့ဆုံခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒီကနေ့မှာပဲပြင်သစ်သမ္မတဆာကိုစီကဒေါ်ဆန်းစုကြည်ကိုတယ်လီဖုန်းနဲ့ဆက်ပြီး ပြည်သင့်နိုင်ငံရဲ့အမြင့်ဆုံးသူရဲကောင်းတပ်မှုကြီးစုချီးမြှင့်လိုက်တဲ့အကြောင်းပြောကြလိုက်ပါရခင်ဗျာဒါအပြင်နိုင်ငံရေးကျင်းသားတွေလွတ်မြောက်လာတာကိုကြိုဆိုတဲ့အကြောင်းနဲ့ပြည်သင့်နိုင်ငံသားရေးဝန်ကြီးအာလင်ဂျု15ရက်နေ့မှာမြန်မာနိုင်ငံကိုလာရောက်လဲပတ်မဲ့အကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်အလားတူပဲ American Republican Party အထက်လွှတ်တော်မှ Mr. Mitch McConnell ဟာဇန်နဝါရီလ15ရက်နေ့ကနေ17ရက်နေ့ထိမြန်မာနိုင်ငံကိုသွားရောက်မယ်လို့မနေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်မြန်မာပြည်ခီးစဉ်အတွင်းမှာဒေါ်အောင်ဆန်းစုကြည်နဲ့ရောမြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ရော နိုင်ငံရေးအသွင်ပြောင်းလဲမှုနှစ်ဖက်အပြန်အလှန်ဆက်ဆံရေးနဲ့ဒေတာရင်းလုံခြုံရေးကိစ္စတွေဆွေးနွေးမယ်လို့ဖော်ပြထားပါတယ်။ Mr. Mitch McConnell ဟာမြန်မာနိုင်ငံရေးပြည်ပြင်ပြောင်းလဲရေးအမျိုးသားရင်ကြားစီရင်နဲ့ဒီမိုကရေစီရေးတွေအတွက်အစဉ်အဆက်ဆော်အော်လှုပ်ရှားနေသူလွတ်တော်အမတ်ဖြစ်ပါတယ်။2003ခုနှစ်ကစပြီးနှစ်စဉ်နှစ်တိုင်းမြန်မာစိုးရပေါ်စီးပွားရေးပိတ်ဆို့အရေးယူရေးကိစ္စတွေမှာဦးစီးဆောင်ရွက်နေသူဒူးလည်းဖြစ်ပါတယ်။အခုမြန်မာပြည်ခီးစင်မှာဒေါအောင်ဆန်းစုကြည်နဲ့ပထမဦးဆုံးချိန်လူကိုယ်တိုင်တွေ့ဆုံရမှာလို့ကြေညာချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကိုနိုင်အခုကျွန်တော်တို့အချိန်လေးလဲတော်လေးတော့နှောင်းသွားပြီခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ရုပ်တံအစီအစဉ်တွေလဲကျွန်တော်တို့ရတာအချိန်ပြည့်တော့မှာခင်ဗျာဟုတ်ကဲ့ခင်ဗျာ RFA ပြည်သက်တွေကျွန်တော်တို့ရဲ့ရုပ်တံအစီအစဉ်ဒီမှာပဲပြည့်စုံပါတော့မယ်ကြည့်ရှုကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာပြည်သက်တွေကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ